1389ခုနှစ်ကတနင်္ဂနွေသားမီတွေဘင်ကားနှစ်ကြီးအဲ့တော့ဘင်ကားနှစ်ဆိုတော့ညံ့နေဘာရင်းညံ့လဲဘယ်လိုရှောင်းမလဲအဲ့တော့1389ခုမှာတနင်္ဂနွေသားသမီးတွေ အခက်ခဲတွေရှိရင်ယာယီလို့သတ်မှတ်တတ်ဖို့ရည်ကြီးတယ်။အာဒီခက်ခဲကငါတို့အပြီးခတ်သွားတာမဟုတ်ဘူးယာယီခက်ခဲပဲ။နောက်တစ်ချက်ကကို့မှာရှိနေတဲ့အားနည်းချက်တွေပါလေဒါကိုကျွန်တော်တို့အဖြေရှာဖို့ရည်ကြီးတယ်။ကို့အချိုးပေးခဲ့အချိုးလဲပေးခဲ့ဘူးတယ်လက်ရှိတဲ့အချိုးပေးနေတယ်ဆိုတော့အလုပ်တွေနေရာဒေသတွေအတက်ပညာတွေကို အပြုဖို့အရေးကြီးတယ်နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့1989မှာတနင်္ဂနွေသားသမီးတွေကယာယီအညံ့တွေကိုအဓိကသတိထားဖို့ထပ်ပြောခြင်းတယ်ဘလိုယာယီညမျိုးတွေလဲကျန်းမာရေးနဲ့ပတ်သက်တဲ့ယာယီညံ့အလုံးနဲ့ပတ်သက်တဲ့ယာယီညံ့ကိုကိုယ်နဲ့ဥဆောင်ဦးစီးလောက်ရမဲ့ကိစ္စတွေမှာယာယီညံ့ဒီအချက်တွေကျွန်တော်တို့အဓိကသတိထားရမယ်တဲ့နောက်တစ်ချက်ကကိုယ့်ရဲ့အားနည်းချက်တွေကိုအပြေရှာပြီးတော့ပြုတ်ပြင်ပြောင်းလဲဖို့လိုအပ်တယ်အဲ့တော့အိုးအိမ်နဲ့ပတ်သက်တဲ့အားနည်းချက်တွေနောက်တစ်ချက်ကအလုပ်ကိုင်းနဲ့ပတ်သက်တဲ့အားနည်းချက်တွေကိုကိုယ်တိုင်ဥဆောင်ဦးစီးပြီးလောက်တဲ့ အရာတွေရဲ့အားနည်းချက်တွေဒီအားနည်းချက်တွေကိုကျွန်တော်တို့ကအဓိကထားပြီးပြုပြင်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အလုံးနဲ့ပတ်သက်ရင်ငွေကြေးလိုအပ်တာတွေများနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုချက်ချင်းလန်ငင်းကြီးကောင်းချစ်စိတ်1380ကုန်မှာမထားပါနဲ့။ငွေကြေးနဲ့ပတ်သက်ရင်လည်းပုံမှန်ကောင်းပြီးပုံမှန်ရနေတဲ့ဝင်ငွေလမ်းကြောင်းအားပြုပါ။တပွဲကောင်းတစ်ချီကောင်းတစ်ချက်ကောင်းနှီးတွေကိုရေရှည်အားမပြုပါနဲ့။ငွေကြေးနဲ့ပတ်သက်လို့နာမည်ပြက်ရှိတဲ့လူတွေနဲ့လုံးဝအလုပ်တွဲမလုပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အိမ်တော်ကြီးကိစ္စတွေမှာကိုယ်ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တော်ဘက်ကပဲဖြစ်ဖြစ်အိမ်တိုင်းမှာဥဆောင်သူဖြစ်နေတဲ့ဆိုရင် အဲဥဆောင်နေတဲ့လူကိုစန့်ကျင်ဘက်လောက်တာမျိုးဥဆောင်မှုတွေနဲ့စ조사နေရတဲ့လူတယောက်ကအခက်ခဲလို့နားလည်မှုမပေးနိုင်တာမျိုးလုံးဝမလုပ်ပါနဲ့အိမ်တော်ကြီးကိစ္စတွေမှာနိုင်လို့မင်းထက်ပြူချင်းကတတော်ကြီးကိုအခက်ခဲပြဿနာတွေဖြစ်စေနိုင်တဲ့နှစ်တနည်းဖြစ်ပါတယ်တနည်းကလေးသားသမီးတွေဒီ1389မှာစိတ်ပင်ပန်းလာပြီဆိုပရိစိတ်တာပဲဖြစ်ဖြစ်တစ်ပင်ပန်းမှန်နေစိုက်ပြိုးတာပဲဖြစ်ဖြစ်ဒီနည်းနှစ်နည်းကကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကိုအတိအကဖြေလျှော့ပေးမဲ့နည်းတွေဖြစ်နေတယ်လူများရဲ့လေးစားမှုတွေ ဦးစားပေးမှုတွေချစ်ခင်မှုတွေကိုလိုချင်တဲ့လူမျိုးရေးကိစ္စတွေမှာအောင်မြင်ခြင်းနဲ့ဆိုရင်စကားကိုပွင့်လင်းမြင်သာစွာပြောပါပြောတဲ့စကားကိုလည်းတက်တည်တက်ကြရရှိရှိနဲ့ဂတိတည်တည်ပြုပြီးနေထိုင်ပေးပါထောင်သား80ကလူချင်းချင်းဆက်ဆံရေးတွေမပြေလည်မှုတွေဖြစ်လာတဲ့အခါမျိုးမှာဒီအစင်မပြေမှုကဘာကြောင့်လဲဆိုတဲ့အဖြေကိုသိချာချပါအစင်မပြေမှုရဲ့အဓိကတော့ချက်အဖြေကိုတွေးတော့မှလူမျိုးရေးကိစ္စတွေကပြေလည်မြတ်ဆက်အောင်မြင်ပါလိမ့်မယ် ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးမှာအကျိုးပေးတာမျိုးအတက်ပညာရေးတိုးတက်တာမျိုးပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုး89ဒီနှစ်ထဲမှာတနင်္ဂနွေတားပြီးရနိုင်တယ်ရလာရင်လဲအဲ့ဒီရလာတဲ့ကောင်းမွန်မှုတွေကအစင်မပြေမှုတွေကိုဖြည့်ရှင်းပြီးတော့မှကျွဲကူးလို့ရေပါရလာတဲ့ကောင်းခြင်းမျိုးတွေဖြစ်ဖို့များတယ်ဒီ1389မှာအသွာလာကိစ္စအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာငွေကုန်ကြေးကြောင့်များလိမ့်မယ်တစ်ချိန်တစ်ခါလေးနဲ့ပြီးမြောက်ဖို့အောင်မြင်ဖို့ခက်တတ်တယ်စကားပြောဆိုကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုတနင်္ဂနွေတားပြီး1989မှာ စိတ်ရှိရှိစကားပြောပါစကားအတူအပြက်မသုံးပါနဲ့စကားပြောတွေအောင်မြင်လာပြီဆိုရင် အပေးယူညီနာချင်းဆွေးနွေးချင်းဒီကိစ္စတွေပါအကုန်တွဲပြီးတော့အောင်မြင်လာမယ်နှစ်တနည်းဖြစ်ပါတယ်အတိုက်အခံဒေါသအပြိုင်ဆိုင်တွေကကိုယ့်ရဲ့အနာဂတ်ရှေ့ရေးကောင်းကျိုးတွေကိုအဓိကထိခိုက်စေတယ်ဒီကတော့1380မှာတနည်းတွေသားမျိုးတွေအပြိုင်ဆိုင်ကိစ္စတွေကိုလုံးဝရှောင်တင်တဲ့နှစ်တနည်းဖြစ်ပါတယ်ဒေါသထွက်တိုင်းထွက်တိုင်းမှာကိုကောင်းကျင်တဲ့ကိစ္စတွေကပို့ပြီးတော့ကြန့်ကြာနိုင်တယ်ကြာနိုင်တယ်ဆိုတော့တဘာဝရှိတာကိုသတိထားဖို့လိုအပ်တဲ့နှစ်တနည်းဖြစ်ပါတယ်ဗျာ ဒီ1089ကတနင်္လာသာသမီတွေအနေရှင်းရှင်းအပြောရှင်းရှင်းအတွေးရှင်းရှင်းနဲ့နေထိုင်တဲ့နှစ်တနည်းဖြစ်တယ်ဗျာအဒီနေ့တည်းမှာတနင်္လာသာသမီတွေကိုယ့်ရဲ့ဘဝကိုရှုပ်စေမဲ့အရာတွေနဲ့ခက်ခဲခဲခါဝေးဝေးနေပေးပါအရေးမပါတာတွေအရေးမကြီးတာတွေကိုဘဝမှာ နေရာမပေးပါနဲ့ရှုပ်နေတဲ့အရာတွေကိုကိုယ့်ဘဝထဲရှင်းထုတ်တတ်ဖို့အရေးကြီးတဲ့နှစ်တနည်းဖြစ်တယ်ဗျာအလုံးများတာဝန်များတဲ့တနင်္လာသာသမီတွေကလိုတိုရှင်းနှီးကိုအားပြုဖို့လိုအပ်တယ် 1089ဒီတစ်နှစ်ထဲမှာတနေ့လာသမီးအတွေ့ရှင်းရှင်းအမြင်ရှင်းရှင်းနဲ့လောက်ကန်ဆောင်ရမယ်ဆိုရင် လိုအပ်တာမှတ်သမျှကရဖို့ရနိုင်တဲ့အခွင့်အရေးတွေပေါ်ကိုပေါ်လာမယ်နှစ်တနေ့ဖြစ်တယ်လေ။လောကစီးပွားလောကိစ္စတွေနဲ့ပတ်သက်ရင်တာဝန်ကြီးကြီးထံပိုးရတတ်တယ်။ကြီးရင်ကြီးသလောက်ခက်ရှင်းရှင်းခက်ပြက်ပြက်လုပ်တတ်ဖို့လိုအပ်တယ်ဗျ။အိုးရင်ပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တောင်မှုအထိန်သိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ခေါင်းရှုပ်ရစိတ်ရှုပ်ရတာတွေများတတ်တဲ့နှစ်တနေ့ဖြစ်တယ်။ဝေကြီးနဲ့ပတ်သက်ရင်တာမန်နှစ်တွေထက်ပိုပြီးဝင်ငွေတွေတိုးတာမျိုးရတာမျိုးတွေကြုံရနိုင်မယ်။ ရလာတဲ့ငွေကြေးတွေကတက်တော့တက်တာရတာမျိုးတွေမဟုတ်နိုင်ဘူးလူများနဲ့ပတ်သက်တဲ့သူတို့ရဲ့အစင်မပြေမှုတွေကိုအပြေထုတ်နီးလန်းရှာပြီးတော့ရလာတဲ့ငွေကြေးမျိုးနောက်တစ်ခုကခေါင်းရှုပ်ခံစိတ်ရှုပ်ခံပြီးတော့ရလာတဲ့ငွေကြေးမျိုးတွေဖြစ်ဖို့များတယ်ကြအဲ့တော့ဒီနှစ်ထဲမှာငွေကြေးနဲ့ပတ်သက်အသုံးစွဲစစ်စစ်ပါကြစ်လက်ပါထောက်တော့နဲ့ရှစ်ဆက်နဲ့ခွန်မှာတတိယသားသမီးတွေကစိတ်ရှုပ်စရာရှင်ဆုံးဖြတ်ချက်အမြင်မချပါနဲ့ရှုံနေတဲ့စိတ်နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပေါင်းလိုက်တဲ့အခါမှာလိုယာခီးနဲ့ကိုယ်နဲ့ကပ်ဝေးဖြစ်သွားလိမ့်မယ်ကြ ငွေကြေးကိစ္စတွေမှာစကားလည်းရှုပ်ငွေကြေးကိစ္စတွေကအရှုပ်ရှင်များတဲ့လူမျိုးတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဝန်းရံနေတတ်တယ်။ဒီလိုလူတွေနဲ့အတင်းမငင်းနဲ့အမုန်းပွားလိမ့်မယ်။ပညာသားပါပါနဲ့အပြော့အပြုံးနဲ့ရှောက်ထွက်တတ်ဖို့တနေ့တာသားပြီးအရေးကြီးခဲ့တာ။မိသားစုရဲ့လိုအပ်ချက်တွေကိုအဓိကကိုယ်ကဖြည့်ဆည်းပေးနေရတဲ့တနေ့တာသားပြီးတင်းတဲ့ထက်မှာဂတိလွယ်လွယ်မပေးပါနဲ့။ကလေးလွယ်လွယ်ပင်းပြီးတဲ့အခါမှာဘဝအပေါ်ကြီးပင်ပန်းလာမျိုးတွေကြုံရတတ်ပါတယ်။ဒီ1980ခုမှာတနင်္လာသားပြည်ပညာရေးနဲ့ပတ်သက်ရင် အခွင့်အလမ်းတွေအထောက်အထားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။အတတ်ပညာနဲ့ပတ်သက်တာအတတ်မိုးကွမ်းကြောင့်နဲ့ပတ်သက်တာသင်ယူစီးပုခွင့်နဲ့ပတ်သက်တဲ့အရာတွေကိုယ့်ဘဝရဲ့အခွင့်အရေးအနေနဲ့လာပြီဆိုရင်မပြင်းမကြီးသင်ယူပါ။ဘာကြောင့်လဲ?တနင်္လာသားပြီဒီ1989ထဲမှာပညာရက်တွေအာမနေပညာရက်တွေအားကောင်းမယ်ဆိုဘဝကပိုပြီးတက်တောက်တက်တာရှိသွားလိမ့်မယ်။စကားပြောရင်1989မှာတနင်္လာသားပြီဝိနဲ့ကြောင့်မပြောပါနဲ့။လူရင်းရအောင်ပြောတဲ့အခါမှာအပေးယူညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေကပိုပြီးမြန်ဆန်အောင်မြင်လာပါလိမ့်မယ်။ ွားရေးလာရေးကိစ္စတွေမှာဒဏ္ဍာရီသတိတွေကြန့်ကြာနိုင်တယ်။စာရွက်စာတမ်းအထောက်ထားကိစ္စတွေမှာဒီ1389ခုနှစ်ကအရေးတကြီးလိုအပ်ချက်တွေညလာတတ်တယ်။စိတ်နဲ့ကိုယ်နဲ့တသားတည်းမကြက်လောက်အောင်နေထိုင်တဲ့အခါမျိုးတွေမှာမတော်တဆထိခိုက်မှုတွေဒဏ္ဍာရီသတိတွေကြုံရတတ်တယ်။ဒေါသကြောင့်ရန်ပြီးပွားတတ်တယ်။အတ္တကြောင့်ကိုယ်ချစ်ခင်ရတဲ့လူတွေနဲ့ကိုယ်နဲ့ကြမှာဝေးကွာပြီးအထင်မြင်နေလွဲနိုင်တယ်။ဒါကြောင့်1389မှာဒေါသနဲ့အတ္တကိုလည်းအတ္တနိုင်ဆုံးထိမ့်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျ။ တောင်တော့အနေ80ခွန်ဒီနှစ်ကအင်္ဂါသားသမီးတွေတအလဲကောင်တက်တက်မှာရှိနေတဲ့နှစ်တည်းနဲ့ဒီနှစ်ထဲမှာတောင်တော့80အင်္ဂါသားသမီးဒီနှစ်တစ်နှစ်တာကာလမှာစီးပောင်အတွင်းမှာနေထိုင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအပြောင်းအလဲကြီးပြောင်းလဲအောင်ကြိုးစားမယ်နှစ်တည်းနဲ့ဖြစ်တယ်လေအော်တော့80ခွန်မှာအင်္ဂါသားသမီးတွေကိုယ့်ရဲ့ area ကိုယ့်ရဲ့နေမြေကိုယ့်ရဲ့စကြက်မှာရှင်သန်နေဖို့အရေးကြီးတယ်ဗျကိုနဲ့ထိုက်တန်တဲ့အရာတွေကကိုပြန်ရမယ်နှစ်တည်းနဲ့ဖြစ်တာကြောင့်အကောင်းဆုံးတွေထိုက်တန်ဖို့အတွက်အကောင်းဆုံးသောလောက်ရက်တွေနဲ့တက်တည်ပြဖို့လိုအပ်တယ်ဗျ ရင်းနှီးမြှုပ်နှံမှုတွေတုံလောင်သိမ်းဆည်းမှုတွေရေရှည်အကျိုးကိုမျှော်ကိုးပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေကတော်တော်လေးကောင်းလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။လုံခြုံစိတ်ချရတဲ့အာမခံချက်ရှိတဲ့အရာတွေကိုပို့ပြီးအားပြုပြီးလုပ်ကိုင်တဲ့အခါမျိုးမှာဘဝရဲ့အဆင့်ပို့ပြီးမြင့်တက်မဲ့နှစ်တစ်နှစ်ဖြစ်တယ်။လုံငန်းစီမားနဲ့ပတ်သက်ပြီးတော့ဗဟုကျတဲ့သဘာဝကြောင့်အရာရာကကိုယ့်ရဲ့ဆုံးဖြတ်ချက်အောက်ကနေသွာလာနေဖို့အရေးကြီးတယ်။အမြင့်ဆုံးလည်းမဟုတ်ဘူးအနည်းဆုံးလည်းမဟုတ်ဘူးအလဲကျကျစေအပေးယူနေရာထိုင်ခင်း အသွင်အပြင်အပြင်စင်ဒါတွေကိုအဓိကဂယူဆိုင်ပါအလဲအလဲနီးကိုအဓိကတော့ပါလုံငန်းစီမနဲ့ပတ်သက်ရင်အားနေချက်တစ်ခုနေနဲ့အင်္ဂါသားသမီးတွေဒီထောင်380ကွန်ပါအားမပါရင်မပေးဘူးမရွေးဘူးဆိုတော့သဘောလေးတွေကအားနေချက်တစ်ခုနေနဲ့တွေ့ရတယ်ဗျငွေကြေးစုဆောင်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစုဆောင်မှုအားတွေကောင်းလာလိမ့်မယ်ရှိတဲ့ငွေတွေကိုအများပြောတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ကာမှာသတိထားပါရင်းနှီးမြှုပ်နှံမှုမမှားဖို့အရေးကြီးပါတယ်။ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိမိမသိဘူးမိမိမတတ်ဘူးမိမိနားမလည်နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်တင်ပါဘူး။စွန်စားပြီးတော့လှုပ်လို့စိတ်ကြီးတဲ့အင်္ဂါသားသမီးသားဆိုဒီနေ့တက်မှာစွန်စားမှုတွေလှုပ်လို့ကောင်းတယ်။ကိုနားလေတွေ့ချမ်းတဲ့အရာတွေပေါ်မှာစွန်စားတဲ့အရာကပို့ပြီးတော့အသာပြီးကောင်းနေတယ်ဗျ။ကိုရဲ့စိတ်ပျော်ခြင်း မပျော်ခြင်းဒါကကိုရဲ့ဘဝအနိုင်မြတ်တတ်ကြတဲ့ထပ်တူကျနေနေမယ်ဗျ။အဲ့တော့ကိုရဲ့စိတ်ပျော်ရွှင်နေမှသာကိုရဲ့ဘဝကပို့ပြီးတိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ပျော်ရွှင်မှုတကူကြီးပျော်ရွှင်မှုကိုလည်းအလေးထားဖို့အရေးကြီးတယ်ဗျ။ စိတ်ပင်ပန်းစရာတွေရှိလာပြီဆိုရင်အင်္ဂါသားသပတိ1980ကမှာကောင်းကောင်းကြီးထိန်းချုပ်နိုင်နေမယ်။ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ပြင်ဆင်မှုစရိတ်တွေတိုးချက်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်လေးတွေရှိလာနိုင်ပါပြီ။လူမှုစစ်ဆင်ရေးကိစ္စတွေမှာကိုယ့်ရဲ့အတွင်းရေးတွေကိုထိန်းသိမ်းထားတဲ့နဲ့အပေါ်ယံဆက်ဆံရေးရှိတဲ့သူတွေနဲ့အဆင်မပြေနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အတွင်းအနှစ်သာရရှိတဲ့လူမှုစစ်ဆင်ရေးတွေကသာရေရှည်မိဘအကျိုးကိုအင်္ဂါသားမှုတွေစီကိုတည်လာလိမ့်မယ်ဗျ။ကိုယ့်ဘဝအတွက်အရေးကြီးတဲ့အသိပညာအတတ်ပညာတွေတစုတဝေးတဲ့သင်ယူခွင့်ရနိုင်မယ်နှစ်တစ်နှစ်ဖြစ်တယ်။ ကိုယ့်ရဲ့အတက်အသည့်ပညာတွေကြောင့်ကိုယ့်ရဲ့ဘဝနောက်တက်တဆင့်ကိုလည်းတိုးတက်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။နိုင်ငံခြားသွားလာရေးကိစ္စတည်ယူရွှေပြောင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစာရွက်စာတမ်းတွေကအထောက်အထားခိုင်ခိုင်မာမာဖြစ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တယ်။တရားဝင်ဆောင်ရွက်ရတဲ့အပြောင်းလဲအပြောဆိုအပေးယူကိစ္စတွေတာပြီးတော့အောင်မြင်မဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။ဒီနှစ်ကအင်္ဂါသားမီးတွေခတိစကားတတော်လေးအသက်ဝင်တာကိုလည်းခယူဆိုင်တယ်။မကျင်းတဲ့ချက်တွေဒေါသတွေရှိအင်္ဂါသားမီးတွေမျိုးသိမ်းထားဖို့လိုတယ်။ပောက်ကွဲထွက်ခြင်းကြောင့်ကိုယ့်ရဲ့တိတ်ခါနဲ့ ို့ပေါ်မှာကောင်းလာနိုင်တဲ့ဖြစ်တည်လာနိုင်တဲ့ကောင်းကျိုးအကျိုးတရားတွေထိခိုက်နိုင်စွဲရှိပါတယ်။မကျေနပ်ချက်တွေကိုမျိုးသိတာပါဒေါသတွေကိုမျိုးသိတာပါ။ထောင်သောနဲ့၈၀ခုကဗုဒ္ဓသာမီယာဟုသာမီတွေအတွက်မရဏနှစ်မရဏဆိုတာတည်ရင်မြကြီးရှင်ရွှေတိအဲ့တော့ဒီထောင်သား80ခုမှာဗုဒ္ဓသားမီးရာဟုသားမီးတွေအပြတ်တွေအ ਨੇ ဆုံးနဲ့အကောင်းဆုံးတွေဘလို့ရမလဲဆိုရဲနီလန်အသိဖို့လိုရဲဗျ။အော်ထောင်သား80ခုမှာဗုဒ္ဓသားမီးရာဟုသားမီးတွေတစ်ခုကိုရဖို့အတွက်တစ်ခုကိုစွန့်ရတတ်တဲ့သဘာဝရှိတယ်။ အရာရာကိုဖတ်တွင်နေရင်ကိုယ့်အတွက်အကောင်းဆုံးဆိုတဲ့အရာတွေရဖို့အတွက်ခက်တယ်တဲ့အကောင်းမျက်စိကိုကြည့်ကြည့်ထားပါမကောင်းဆိုတဲ့အရာတွေကိုလည်းမကောင်းကြောင်းလက်ခံထားပါအလုံးနဲ့ပတ်သက်ပြီးအဟောင်းကိုစွန့်ပြီးအစ်စ်တွေရှားကိန်းလောက်ကန်ရကိန်းတွေရှိပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးဆောင်ရွက်မှုတွေမှာလူလူချင်းနားလည်မှုအပေးယူတွေအဓိကအသက်သွေးကြောကြတယ်သူ့ဘက်ကိုယ့်ဘက်ချစ်ပြီးလုံနိုင်တယ်လေစီပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပို့ပြီးတိုးတက်လေးလေးပဲဖြစ်တယ်မိမိလက်အောက်ငယ်သားတွေရဲ့တာရေးနာရေးကိုလုံးဝမျက်ကွယ်မပြုတ်ပါနဲ့ ်ငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးအဝင်အထွက်တော်တော်များနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ငွေဝင်လန်းတွေပွင့်လာတဲ့လိုမျိုးထွက်လန်းအသစ်တွေလည်းပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ရင်လိုလိုသုံးတာလားမလိုလိုဘဲနဲ့သုံးတာလားဆိုရက်အမြင်နဲ့ငွေကြေးသုံးစွဲမှုကိုတည်တည်ကြကြစစ်စစ်ဖို့လိုအပ်တယ်ဘုရုသမီးရောက်သားသမီးတွေလည်းမှာမလွယ်လွယ်ရလို့ငါလွယ်လွယ်လေးသုံးတတ်တဲ့လူမျိုးရှိတယ်ဆိုရင်ဒီနှစ်ထဲမှာလွယ်လွယ်ရလို့လွယ်လွယ်မသုံးပါနဲ့ခရုစိုက်ပေးပါစိတ်အင်အားငယ်တတ်တဲ့သူတွေစိတ်တက်ကြလွယ်တတ်တဲ့ဘုရုသမီးရောက်သားသမီးတွေဒီ1980ခုမှာ စစ်ခွန်အားကိုကိုကိုကောင်းအောင်အဓိကကျူးဆိုက်ဖို့လိုအပ်တယ်ဗျအနာဂတ်နဲ့ပတ်သက်ငါ့အတွက်အကောင်းဆုံးတွေဖြစ်လာမှာငါ့အတွက်အကောင်းဆုံးတွေရှိကိုရှိလာမှာဆိုတဲ့ယုံကြည်စိတ်အပြည့်အဝမွေးထားပါနောက်တစ်ချက်ကငါ့အတွက်ငါအပေါ်ရှိတယ်ဒါဆိုငါလုံလောက်ပြီဆိုတဲ့စိတ်လည်းတွန်းထားနိုင်ပုံတော်ကောင်းပါသေးတယ်စက်ပစ္စည်းကိုအားပြုပြီးလုံငန်းစီပွားလုပ်နေရတဲ့ပုံသူသားယာဟုသားသမီးတွေဒီနှစ်ထဲမှာစက်ပစ္စည်းကိုအသုံးပြုရတဲ့စက်ပစ္စည်းရဲ့ကြန့်ခိုင်မှုကိုအတိကစစ်စစ်ဂရုစိုက်ဖို့လိုအပ်ပါတယ်။လူမှုဆက်ဆံရေးမှာတစ်ဖက်သားကအားနည်းနေချိန်ကြာရှုံးချိန်မှာကိုယ့်ဘက်ကလုံးဝအမျက်မထုတ်လိုက်ပါနဲ့ လူမှန်တယောက်ဖြစ်နေဖို့အရေးကြီးရတာလူမှုရေးနယ်ပယ်မှာကိုယ့်ရဲ့ဘဝကတဆင့်ကိုတိုးတက်မဲ့တကားပေါက်တွေပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဒါကြောင့်ကိုကိုကိုလေးစားမှုရှိသလိုတစ်ဖက်သားကိုလည်းလေးစားမှုရှိတဲ့လူမှုဆက်ဆံရေး area ကိုတိဆောက်တတ်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ1989မှာနှစ်ခွနှစ်လန်းသွားနေရတဲ့ကိစ္စတွေရှေ့တိုးနောက်ဆုံးလုပ်နေရတဲ့ကိစ္စတွေများတက်တယ်နောက်တစ်ချက်ကအားပြိုင်ပြီးတော့ဆောင်ရွက်ရတဲ့ပြိုင်ဆိုင်မှုတွေလည်းများတက်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ပညာရေးနဲ့ပတ်သက်ရင် ကိုယ့်ရဲ့ပညာရဲ့အရေအသွေးကိုမနှိမ်ပါအောင်ပြုစိုက်ပါနဲနေတဲ့ပညာရဲ့အင်အားတွေရှိနေပြီဆိုရင်အဲ့ဒီပညာရဲ့တွေကိုဖြည့်စွမ်းဖို့အတွက်ကိုမပြင်းမကြီးစူးစမ်းပါလေ့လာပါသင်ယူပါနောက်တစ်ချက်ကဒီနေ့ဒီကာလမှာဆရာကောင်းတွေရလာရင်အဲ့ဆရာကောင်းကိုလေးလေးဆက်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 ပါတပည့်ကောင်းကိုရလာပြီဆိုတော့တပည့်ကောင်းကိုဗုဒ္ဓသားကြီးရောက်သွားပြီတန်ဖိုးထားပြအောင်ထားပါအကြောင်းအကျိုးမရှိတဲ့ဆုံးဖြတ်ချက်တွေကိုဗုဒ္ဓသားမိတွေရာဟုသားမိတွေဒီထမ80ခုမှာရှောင်ပါစကားပြောရင်အထက်စီးမဆန်ပါနဲ့ဗျ အမိန်ပေးစေကိုင်းမှုတွေကဒီ1980ခုမှာဗိုလ်လူသားကြီးရာဟုသားမြေတွေယာယီပဲအသုံးဝင်တဲ့နေတကူဖြစ်ပါတယ်။စကားပြောတဲ့အခါမှာကိုဘက်ကမြန်မြန်နားထောင်ပြီးတော့အရေးပါတဲ့စကားကိုပြက်ပြက်သားသားအဖြေပေးတဲ့နေကညှိနှိုင်းချင်းဆွေးနွေးချင်းအပေးယူလို့ချင်းဒီမှာတိတိကျကျအောင်မြင်မဲ့အချက်တစ်ချက်ဖြစ်နေတယ်။1982မှာကိုရဲ့ဒေါသကလေအားငယ်တဲ့သူတွေကိုပြက်စီးစေပြီးတော့အားကြီးတဲ့သူတွေနဲ့ကိုယ်နဲ့ရံပက်ဖြစ်နေတဲ့တဘာဝကြီးလွန်းနေပြန်။ဒီဒေါသနေရာမှာလေစိတ်ရှည်မှုတိခတ်မှုအချိန်ပေးမှုတွေနဲ့အစားထိုးပါ။ဒါဆိုရင် လူလေးစားခံရပြီးတော့တပေကောင်းမိတ်ဆွေကောင်းတွေတိုးပွားလာမယ်နှစ်တနည်းဖြစ်တယ်။နောက်တစ်ချက်က1980ခုမှာဗဟုသုတမိရောက်သားမိတွေတပေကောင်းမိတ်ဆွေကောင်းတိုးလာပြီဆိုကိုယ့်ရဲ့ဘဝမှာလောက်ရကံရတာတွေကပိုပြီးလွယ်ကူချောမွေ့လာမယ်နှစ်တနည်းဖြစ်ပါတယ်ဗျ။1980ခုကဇာတာပရိသမိတွေအဓိပတိနဲ့အဲ့တော့ဇာတာပရိသမိတွေ1980ခုမှာအဓိကနဲ့တာမညာကိုခွဲပြီးတော့ကိုယ့်ဘဝအတွက်အဓိကကြတဲ့အရာတွေကိုပဲချိန်ရွယ်ပြီးတော့လောက်ကံကိုအရေးကြီးတဲ့နှစ်တနည်းဖြစ်တယ်ဗျ။ဇာတာပရိသမိတွေထဲမှာအရေးပါတဲ့သူတယောက်နောက်တစ်ခုက ဥဆောင်သူတယောက်ဖြစ်နေမဲ့ဆိုရင်ဒီ1989ထဲမှာကိုယ့်ရဲ့လုံပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေရဲ့အခန်းကဏ္ဍပို့ပြီးကြီးစိုးလာလိမ့်မယ်။အဲကိုယ့်ရဲ့လုံပိုင်ခွင့်တွေဆုံးဖြတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုံးဝလုံးဝမလုပ်တင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။ဇာတာပိသားမိတွေကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေအတိအကျအောင်မြင်ပြီးမြောက်ဖို့အားတော်တော်ကောင်းတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုတော့လုံးဝလမ်းမချော်အောင်ဂူးဆိုင်ပါ။ဒီလိုဂူးဆိုင်နေတဲ့ကာလာတဲမှာဘာလို့ပဲလှုပ်လှုပ်မြေတားတွေကကြီးမားတဲ့အခါမှာလူချင်းနှစ်ချက်ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်တဲ့အနေအထားတွေပါရလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။ ုပ်ငန်းနဲ့ပတ်သက်လာရင်အတွေ့အကြုံအရအသက်ပညာအရအားကောင်းတဲ့သူတွေကလုပ်ငန်းကြံစီမှုတွေမှာပိုပိုပြီးထင်ထားတဲ့အထက်ကိုအောင်မြင်မှုတွေရနိုင်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကထို့သဖြင့်လက်ထပ်ဖို့ကြံစီနေတဲ့လူတွေကဒီထောင်သောင်းက89တဲမှာကိုယ့်ရဲ့လုပ်ငန်းစီးပွားကိစ္စတွေအောင်မြင်ပြီးတဲ့အခါမှာလက်ထပ်ဖို့ကိစ္စတွေရေကန်အသင့်ကြတဲ့ဖြစ်လာနိုင်တယ်လေ။ခေါင်းဆောင်မှုတာဝန်ခံမှုတာဝန်ယူမှုကိစ္စတွေတော်တော်လေးကိုများလာနိုင်တယ်။ ကျန်းကျန်နေတဲ့လုပ်ငန်းစည်းပွားကိစ္စတွေကအကြံစီကောင်းအစီအစဉ်ရေးဆွဲမှုကောင်းကျိုးတွေကြောင့်မျှော်လင့်ထားတဲ့လိုမျိုးမြင်မြန်ဆက်ဆက်အောင်မြင်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်အမြင်သဘောတွေပြောင်းလဲလာနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ငွေဝင်နီးလန်းကောင်းငွေဝင်နီးလန်းအသက်တွေကိုလည်းရှာဖွေတွေ့ရှိမယ့်နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးအပြတ်သဘောတွေကိုမြင်မြန်ဆက်ဆက်ထိန်းချုပ်နိုင်မယ်နှစ်တစ်နှစ်လည်းဖြစ်နေတယ်ဗျ။နောက်တစ်ချက်ကငွေကိုပေးပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲမယ့်အလဲလဲအလဲထက်ကိစ္စတွေလည်းရှိလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။ ကိုဘွားအတွက်ကိုမဖြစ်မနေလိုအပ်တဲ့စက်ပစ္စည်းတွေကိုလည်းစုဆောင်းနိုင်မဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်။စောင့်ဆိုင်းနေရတဲ့ကိစ္စအကြမ်းကြနေရတဲ့ကိစ္စတွေကိုအုပ်ချုပ်သူအကြီးကဲမိဘဦးလေးဦးကြီးတွေရဲ့အကူအညီနဲ့ပြန်လည်မြန်ဆန်လာနိုင်တဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်ဗျ။စိတ်မြတ်လက်မြတ်လှုပ်တဲ့ဂျာတာပရိသတ်သမီးတွေဒီနေ့မှာစိတ်မြတ်လက်မြတ်လှုပ်တဲ့အချင်းကိုဖဲထုတ်ပလိုက်ပါ။ဒီနှစ်ကဂျာတာပရိသတ်သမီးတွေအစီအစဉ်နဲ့စနစ်တကျကောင်းကျိုးရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေလို့ပါ။ နောက်တစ်ချက်ကလူမှုရေးနဲ့ပတ်သက်လာရင်အကြီးအကဲမိဘဆရာသမားတွေနဲ့အဆင်ပြေအောင်အဓိကနေဖို့လိုအပ်တဲ့နှစ်တနည်းဖြစ်တယ်။မိသားစုဆွေမျိုးတွေကြားထဲမှာကိုယ့်ရဲ့အရေးပါမှုဘလောက်ရှိလဲမရှိလဲဆိုတဲ့အမြင်ပေါ်မူတည်ပြီးတော့တချို့သောကိစ္စတွေကိုဝင်ရောက်ပြောဆိုပါတချို့သောကိစ္စတွေကိုရှောက်ထွက်ပါ။တပတ်လက်သားကောင်းရကျင်တဲ့ဂျာတာပရိသတ်တွေ1989ထဲမှာပေးကမ်းခြင်းနဲ့တိစောက်တဲ့နှစ်တနည်းဖြစ်တယ်ဗျ။အပေးယူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစာချုပ်စာနဲ့အခိုင်အမာပြုလုပ်ပါဗျ။စကားနဲ့ပတ်သက်ရင်တည်တည်တံ့တံ့ပြောပါ။စနောက် လှောင်ပြောင်ခြင်းကိုအဓိကရှောင်ပါဒီနေရာမှာလှောင်ပြောင်ခြင်းကအဓိကအရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်နေတယ်ဗျနိုင်ငံခြားခီးကိစ္စတွေအောင်မြင်တာမျိုးအပြောင်းလဲအလဲထက်ကိစ္စတွေအောင်မြင်တာမျိုး1380ခုမှာဂျာတာရီသားမျိုးတွေတော်တော်လေးကိုအကျိုးပေးအားကောင်းပါတယ်ကိုကနေရာတစ်ခုမှာအရေးပါနေတယ်အဲ့နေရာမှာကိုကပို့ပြီးတော့အရေးပါခြင်းလဲဆိုရင်အတ္တမကြီးပါနဲ့တကူကောင်းမဆန်ပါနဲ့ဒေါသထွက်စရာတွေကိုခက်ပြုံးပြုံးလေးတုံ့ပြန်တတ်ဖို့အရေးကြီးတယ်ကိုကိုလာပြီးလွှမ်းမိုးဖို့ကြိုးစားတဲ့သူတွေကိုလည်းခက်ပြုံးပြုံးလေးနဲ့ ငါကမင်းထင်သလောက်တွမ်းမိုးဖို့မလွယ်ဘူးငါကမင်းထင်သလောက်မကျင်းမြောင်းဆိုတဲ့အမြင်နဲ့ပြန်ပြီးတုံ့ပြန်တတ်ဖို့လိုအပ်ပါတယ်အဲ့လိုတုံ့ပြန်တိုင်းမှာလည်းကြာသပတေးသားသမီးခပ်ပြုံးပြုံးလေးတုံ့ပြန်တတ်ဖို့အရေးကြီးတယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျဘုံက89မှာတောက်ကြသားသမီးတွေရာစားနှစ်ရာစားနှစ်ဖြစ်ပြီးတောက်ကြသားသမီးတွေကိုယ့်ရဲ့အရေးပါတဲ့နေရာမှာရှင်သန်ပြီးတော့ကိုကျွမ်းကျင်တဲ့အရာတွေကိုပဲအားပြုပြီးလုပ်ကိုင်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ကိုပြောချင်တယ်ဘုံက89မှာကြောက်ရင်လွယ်ရင်းရင်မင်းဖြစ်သဘောရှိတယ်ဒီစကားကမယူရဲ့ဆန်ပြီးတော့မြကန်းတစီမကြောက်လောက်ပါလို့ကျွန်တော်ပြောတာမဟုတ်ဘူးဗျ အတွေးနဲ့နဲ့နဲ့လှုပ်ရှားရှိတာကိုညံ့ညံ့လှုပ်ဖို့ပြောချင်တာဗျဒီနှစ်ထက်မှာတောက်ကြသားသမီးတွေတည်တည်တတ်တတ်နေထိုင်ပါပြင်ဆင်ပါအချိန်ကိုလေးစားပါလှုပ်ရှားရှိတာမပြင်းဘဲနဲ့စူးစမ်းပြီးလုပ်ကြပါဗျဒါဆိုရင်ဘဝကပိုပြီးအောင်မြင်လာလိမ့်မယ်ဥဆောင်မှုပိုင်းနေအရေးပါမှုအခန်းကဏ္ဍတွေမှာပိုပြီးတော့တိုးတက်လာလိမ့်မယ်လုပ်ငန်းဆောင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်အသက်တွေတိုးလာတာမျိုးလှုပ်ထုံးလုံးကြီးတွေအပြောင်းလဲတွေကိုလိုက်ပါပြီးဆောင်ရွက်ရတာမျိုးတွေဖြစ်လာနိုင်တယ် ဒီအပြောင်းလဲတွေနဲ့အသားကြပြီးရနောက်မှာယာတို့တိုးတာမျိုးအခွင့်လန်းအစ်တတွေလမ်းပွင့်တာမျိုးတွေရနိုင်တယ်ဗျလုပ်ငန်းဆောင်တော်ဘိုင်းမှာကိုကိုတိုင်ဦးစီးလောက်ကင်နိုင်လေးလေးအကျိုးမြတ်ပိုကြီးလေးလေးတဘာဝရှိရတဲ့လောက်ကင်ရတာတွေကြံ့ကြာတာမျိုးခက်ခဲတာမျိုးတွေရှိလာပြီဆိုရင်နီလန်ပြောင်းပြီးတော့လောက်ကင်ဆောင်ရွက်ပါပုံသင်နည်းနဲ့ထထလဲလဲမကြိုးစားပါနဲ့ခေါင်းမမာပါနဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစင်းစရာအတိအကျနိုင်နေမှုလို့ရတယ်။စင်းစရာနိုင်နေငွေကြေးအရှုပ်ရှင်းကိစ္စတွေဖြည့်ရှင်းပြီးသားဖြစ်နေမယ်ဗျ။ငွေနဲ့ပတ်သက်ပြီးတော့လက်ရှိနဲ့အနာဂတ်အဲ့ကာလနှစ်ခုကိုနှိုင်းစပြီးတော့တွက်ချက်လုတ်ကင်တက်လေလေငွေကြေးကိစ္စတွေမှာပိုကောင်းနေလေနှစ်တနှစ်လည်းဖြစ်နေရတယ်ဗျ။တောက်ကြသားသမီးတွေကဒီ1989မှာငွေကြေးကိစ္စတွေအချိန်တော်တော်များများကအဆင်ပြေချုံးမွေနေလိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်ဗျ။လက်ထဲမှာငွေစုငွေဝေးရှိလာပြီဆိုတော့တောက်ကြသားသမီးတွေခြေစောလက်စောလုံးဝသွားမလုပ်ပါနဲ့။ ငွေလန်းခင်းပြီးတော့ဘဝအဆင်မြင့်တင်ရမယ့်ကိစ္စတွေများတဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်ဗျစိတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ရင်1989မှာတောက်ကြတန်းတွေတော်တော်လေးအေးပါလွန်နေအထူးသဖြင့်ကိုယ့်ရဲ့အထက်မှာရှိနေတဲ့သူတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ဆုံးဖြတ်ချက်တွေကိုလုံးဝမမြင်ပါနဲ့အချင်းကုံမခံနိုင်တဲ့တောက်ကြတန်းတွေဒီ1989မှာစောက်ဆိုင်ရခြင်းဆိုတဲ့ကိစ္စတွေနဲ့ခက်ဝဲဝဲနေခြင်းနဲ့ဆိုရင်သူများထပ်ပို့ပြီးတော့ဝရိယကိုဥအောင်အားထုတ်ဖို့လိုအပ်ပါတယ်ဗျ1989မှာ ူမူရေးကိစ္စတွေမှာလူကြီးလူကောင်းဆန်လေလေကို့အတွက်မိကောင်းစေကောင်းပူတိုးနိုင်လေလေကို့ဘက်ကလူချင်းဝင်းနဲ့ညီတဲ့အခါမှာလူမူရေးအရာမိကောင်းစေကောင်းတွေတိုးပြီးတော့စီးပွားရေးငွေကြေးဘဝအဆင့်မြင့်တက်ရေးတွေမှာလည်းပိုပြီးကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်တယ်ကြ။ကတိမတည်တဲ့သူတွေစကားရှုပ်တဲ့သူတွေကို့တစ်ဖက်တဲ့အကျိုးကိုချိပြီးလှုပ်ရှားလောက်ကင်တက်တဲ့သူတွေလည်းတော်တော်များများနဲ့ကြုံတွေ့ရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ဒီလူတွေနဲ့တောက်ကြသားမျိုးတွေကြုံလာပြီဆိုရင်ရှောင်ထွက်တတ်ဖို့လည်းအရေးကြီးတယ်ကြ။ကိုတက်တဲ့ပညာ ကိုယ့်ရဲ့အတွေ့အကြုံတွေကိုတံပိုးထားတဲ့သူတွေနဲ့မိတ်ဆွေဖွဲ့ပါလောက်ကန်ဆောင်ရွက်ပါတက်သည့်ပညာမနေတာဆိုပြီးနဲ့ကိုယ့်ရဲ့ပညာကိုတံပိုးမထားတဲ့သူတွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီကိစ္စတွေကိုဝင်မပါပါနဲ့နိုင်ငံခြားသွားလာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတက်ဆိုင်ရာအဖွဲ့အစည်းတွေထံကိုအတိအကျရှင်းလင်းတင်ပြတတ်ဖို့အရေးကြီးပါတယ်ဒီနေ့ထက်မှာစကားပြောတဲ့အခါမှာအရေးကြီးရင်ကြီးတယ်လို့စကားကိုတည်တည်ငြိမ်ငြိမ်ပြောဆိုတတ်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျာ1989ကစနေသားသမီးတွေ အထွန်းသဘောဆောင်တဲ့နှစ်အထွန်းသဘောဆောင်တဲ့နှစ်မှာ1380စနေသားသမီးတွေဘာပဲလုပ်လို့အကောင်းဆုံးကိုလုပ်ပါဘာဘဲသုံးသောအကောင်းဆုံးတွေကိုပဲသုံးပါအကောင်းဆုံးတွေဖြစ်ကိုဖြစ်လာမယ်ဆိုတဲ့အတွင်းနဲ့ဒီတစ်နှစ်တာကာလကိုရှင်းတယ်ပါအထွန်း380မှာစနေသားသမီးတွေဘဝကိုရှုပ်ရှုပ်ထွန်းထွန်းမနေသင့်ဘူးဗျအတွေးရှုပ်ရှုပ်စိတ်ရှုပ်ရှုပ်လူရှုပ်ရှုပ်ဒီလိုအနေထားတွေကိုပေါ့ဝဲချက်မှာရှိလာပြီဆိုဂယူဆိုင်တယ်နဲ့ဗျနောက်တစ်ချက်ကလုံရင်းကိုမရောက်ပဲကြံ့ကြာနေတဲ့အရာတွေကိုပြန်လဲသုံးသပ်ပါအဲ့ဒီကိစ္စတွေကိုအပြောင်းလဲလုပ်ကြည့်ပါ အဲ့အပြောင်းလဲလုံးလုံးမှမထူးဆိုရင်ရက်တဲ့ရင်ရက်လိုက်ပါ။ဘာကြောင့်လဲဆိုတော့အထွန်းသဘောအရာဖြစ်ထွန်းခြင်းကိုကိုစားပြုတဲ့နှစ်မှာကိုယ့်အတွက်ထူးမလာတဲ့ကိစ္စတွေဆိုရက်တဲ့ရင်ရက်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်နေပြီ။လုပ်ငန်းပိုင်းဆိုင်ရာမှာအတွင်းရေးအရှုပ်ထွေးတွေဈေးအတက်ကြတွေယာသီဥရုအပြောင်းလဲတွေဒီအချက်တွေကိုကိုယ့်ဘက်ကပြင်ဆင်ပြောင်းလဲပြီးတော့ကာကွယ်ထိန်းချုပ်နိုင်မယ်ဆိုရင်အထွန်းသဘောအားပိုကောင်းတဲ့အခါမျိုးမှာစီးပွားလုပ်ငန်းတွေပိုပြီးတော့တိုးတက်လာမယ့်နှစ်တစ်နှစ်ဖြစ်နေပြီ။အလုံးနဲ့ပတ်သက်ရင်ရှင်းရှင်းလင်းလင်းမတိရမမြင်ရတာတွေဆိုလက်ဆောင်ပါ နောက်တစ်ချက်ကကိုမတိတာမတက်တာတွေကိုစွန့်စားပြီးမလုပ်ဖို့အရေးကြီးတဲ့နှစ်တစ်နည်းလည်းဖြစ်တယ်။အလုံးနဲ့ပတ်သက်လာရင်လိလသုံးသက်ခြင်းဒီအချက်ကအရင်အရေးကြီးတယ်။ကိုယ့်ရဲ့ဘဝရဲ့ဖြစ်ထွန်းခြင်းအောင်မြင်ခြင်းတွေကလိလသုံးသက်ခြင်းတွေကလည်းအကျိုးမြတ်ကိုရမယ်နှစ်တစ်နည်းဖြစ်နေတယ်ဗျ။ငွေကြီးနဲ့ပတ်သက်တဲ့အပေးယူတိုင်းမှာတက်သေးတက်ကြရခိုင်ခိုင်မာမာလှုပ်ဆောင်ထားပါ။ငွေကြီးနဲ့ပတ်သက်ရင်အဝင်တွေများမယ်နှစ်တစ်နည်းဖြစ်တယ်။အလုံးရှုပ်ခံခေါင်းရှုပ်ခံပြီးရလာမယ်ငွေကြီးတွေလည်းဖြစ်ဖို့များနေတယ်ဗျ။နောက်တစ်ချက်က အဲ့ဒီရလာတဲ့ငွေကြေးတွေကလည်းအကျိုးမြတ်ခိုင်မာမယ်တည်ကြမယ်တည်မြဲမယ်လုံငယ်သဘောအရာငွေကြေးရင်းနှီးမြှုပ်နှံမှုအသက်တွေလည်းပေါ်ထွက်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျစောင့်ဆိုင်နေရတဲ့အရာတွေသို့သဖြင့်စနေသားသပြီးတွေမှာစောင့်ဆိုင်ရမှုတွေကြာနေတဲ့ကိစ္စတွေရှိနေတယ်ဆိုအဲ့စောင့်ဆိုင်ရတဲ့ကိစ္စတွေကမြန်ဆန်ပြေလည်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်အချင်းပေးလောက်ကင်ထားတဲ့ကိစ္စတွေမှာအတိတ်ကအကျိုးမြတ်ခိုင်မာလိမ့်မယ်။စိတ်ရှုပ်စရာကိစ္စတွေကိုအကောင်းဆုံးကင်တွယ်ထုံရှုံနိုင်ပြီးတော့အဲစိတ်ရှုပ်စရာကိစ္စတွေကနေပဲပြန်ပြီးအကျိုးမြတ်ကိုပါရအောင် ညှိယူနိုင်မဲ့နှစ်ထင်းဖြစ်နေတဲ့အတွက်စနေသားသမီးတွေလူမှုရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ကောင်းကျိုးကိုတည်ပိုးပေးမဲ့မိတ်ဆွေကောင်းတွေရရှိမယ်ကို့အကြံကောင်းတွေပေးနိုင်တဲ့မိတ်ဆွေ ကို့ပညာကောင်းတွေပေးနိုင်မဲ့ဆရာသမားတွေရနိုင်တဲ့နှစ်ထင်းဖြစ်တယ်လူမှုရေးအရာစနေသားသမီးတွေကို့ပေါ်မှာကျေးဇူးတရားရှိပြီဆိုရင်အဲ့ကျေးဇူးကိုနှောက်နဲ့ပဲမတုတ်ပြန်ပါနဲ့အတိမတ်ပြုတ်ပြုတ်တုတ်ပြန်တတ်ဖို့အရေးကြီးတဲ့နှစ်ထင်းဖြစ်တယ် ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်လေးကောင်းနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုးကိုစူးစမ်းခဲ့တဲ့အရာတွေရဲ့အသီးအပွင့်ကိုကိုပြန်ခန်းစားရမျိုးတွေရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေတယ်လို့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကျိုးပေးလိမ့်မယ်အဆက်အသွယ်ကောင်းတွေချက်ထွင်နိုင်မယ်နှစ်တစ်နှစ်ဖြစ်တယ်စနေသားပြည်တွေမှာစကားအပြောဆိုတော်တော်လေးကောင်းတဲ့စနေသားမိသားဆိုရင်ကိုယ့်ရဲ့အပြောစွမ်းရည်ကြောင့်ခက်နေတာတွေကလွယ်လာမယ်နှစ်တစ်နှစ်ဖြစ်တယ်ဗျစိတ်တို့ကြရရှင် စိတ်တို့လာနဲ့ စိတ်တို့တိုင်းအပြည့်မရဘူးဆိုတဲ့အတွေးကိုတွေးထားတတ်ဖို့လိုအပ်တယ်ဒီနှစ်ကစနေသားမီတွေစိတ်ရှုံနေတဲ့အချိန်ခေါင်းရှုံနေတဲ့အချိန်မှာကံကအညံ့ဘက်ကိုပါပါသွားတယ်အားကြောင့်ခေါင်းကြီးကြီးစိတ်ကြီးကြီးနဲ့အရာအလုံးကိုအကျိုးမြတ်ကိုမြင်မြင်လှုပ်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နေဖြစ်ပါတယ်တဲ့